က်လန်းနဲ့အထက်လန်းဆိုတာလေဒီဒီနိုင်ရန်တစ်ချက်ပဲချတာနိုင်ရန်တစ်ချက်ပဲချတာဒီအခုအထက်လန်းဆရာမတို့တွားနေတဲ့ဒီအထက်လန်းအင်္ဂါဝိဇ္ဇာဆိုလို့ရှိရင်လည်းဒါအကောင်းတဲ့ဘက်ကတော့ရင်အကောင်းဘက်နဲ့တုံးလို့ဒါအထက်လန်းပဲဆန်သွားမှာပဲမကောင်းတဲ့စိတ်နဲ့တုံးရင်လည်းမကောင်းတဲ့စိတ်ကအောက်လန်းဘက်ကိုဆန်သွားတယ်အဲဒါကြောင့်မို့လို့အောက်လန်းနဲ့အထက်လန်းဆိုတာနိုင်ရန်တစ်ချက်ပဲချတာကိုက ကောင်းတဲ့အနာဂတ်ကိုသွားချင်တာတန်လျာကိုပြတ်ချင်တာပြတ်ချင်တဲ့အတွက်ကြောင့်မူလို့တန်လျာပြတ်ဖို့အတွက်ကကောင်းတဲ့အကျင့်အကြံတွေလိုတယ်ပေါ့နော်ကောင်းတဲ့အကျင့်အကြံတွေနဲ့တန်လျာမရှိမဲ့ဟာတွေပေါ့နော်အဝတ်ကြွေးတွေကံကြွေးတွေဖြတ်ဖို့လိုတယ်အဲ့ဖြတ်နိုင်ဖို့အတွက်ကကောင်းတဲ့စိတ်ထားပြီးတော့ကောင်းတဲ့အကျင့်တွေကောင်းတဲ့အလုပ်တွေလုပ်ရမယ်ပေါ့နော်ကောင်းတဲ့အပြောတွေပြောရဖို့ကလိုတာပေါ့နော်အဲ့တော့ကြောင့်ကိုယ်လုပ်တဲ့အလုပ်တိုင်းကကို့အတွက်ပဲအဲ့တော့ကြောင့်အောက်လန်းဆန်ရင်လည်းလူကအောက်လန်းတုံးတဲ့လူကတော့သူတို့ရဲ့အောက်လန်းအတိုင်းရဲ့ ကျိုးတရားကိုခံစားရမယ်အထက်လန်းသွားတဲ့လူကအထက်လန်းရဲ့အကျိုးတရားကိုပေါ့နော်ခံစားဆန်စားရမယ်ပေါ့နော်အဲ့ဒီဟာနဲ့ပဲရွေးချယ်ရမှာပဲပေါ့နော်စိန်ခေါ်မှုတွေကတော့မျိုးစုံရှိတယ်မျိုးစုံရှိတယ်ဆိုတာလူလူချင်းလဲစိန်ခေါ်မှုတွေရှိသလိုဒီပညာရပိုင်းဆိုင်ရာကိုလည်းဒပိုင်းနေရာဆန်းတက်တာလည်းရှိတယ်အခုက spiritual နဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်ဒီလိုပဲ မမြင်နိုင်တဲ့ဟာတွေကလည်းဆန်းတက်တာတွေရှိတယ်။မြင်အောင်လည်းဆန်းတက်တာတွေလည်းရှိတယ်။အခက်ခဲတွေကြုံအောင်လည်းမျိုးစုံလုပ်တာတွေလည်းရှိတယ်။အဲ့ဒါကိုကဘဝစာမေးပွဲလို့ပဲယူဆရပါဘောနော်။ဒီဟာဒီစာမေးပွဲကိုငါဘယ်လောက်ထိသွားမှာလဲဖြည့်မှာလဲအနောက်ဆုံးမှာလားဖြည့်ဆို့မှာလားဘယ်လောက်ထိငါသွားချင်တဲ့လမ်းဘယ်လောက်ထိသွားမှာလဲဆိုရယ်စိတ်နဲ့သွားရဲဆိုရင်တော့ဒါစာမေးပွဲအောင်မှာပေါ့။လမ်းခွလက်တင်ရက်လိုက်တဲ့ဆိုတော့မအောင်ဘူးပေါ့။ ခုနှစ်သားသမီးကိုပေါ့နော်ကုညီတဲ့နေရာမှာပေါ့နော်ကိုကိုစီကိုလာတဲ့သူကိုအာကိုပြီးလာတဲ့သူကိုလည်းလှုပ်ပေးတဲ့အခါမှာဟောပြောတဲ့အခါမှာလည်းတိတိမိမိလေးနဲ့ဒေတာဖြစ်မှာပါလို့နော်ပညာကိုတက်ထားတာတော့ကောင်းတယ် ဒါအကောင်အကောင်ဘက်ကကြည့်ရင်ပေါ့နော်အရန်ကောင်းတယ်ဘာလို့ဆိုတော့အရာရာကိုဆုံးဖြတ်နိုင်နေပေါ့ဆုံးဖြတ်နိုင်တယ်နောက်တစ်ခုကကြတော့ကိုတစ်ခုခုလောက်တော့မယ်ဆိုရင်ကိုဟာကိုစစ်ဆေးပြီးတော့မှသွားတယ်လာတယ်လုတ်တယ်ကိုင်းတယ်ဆိုရင်အမားနေတယ်အမားနေတယ်ပေါ့နော်နောက်ဒီပညာကိုမတက်ပါဘူးကျမတို့ကတော့စိတ်လဲမဝင်စားဘူးရတယ်အဲ့ဆိုလို့ရှိရင်ဒီလိုပညာရှင်မျိုးတွေကိုချင်းကပ်ပြီးတော့မေးသင့်တယ်မေးတင်တယ်မေးပြီးတော့မှပေါ့နော်ကိုလုံးမဲ့အရာတွေအတွက်ကိုပေါ့နော်ပြုတ်လို့ဆောင်ရွက်တင်တယ်ပေါ့နော်အဲ့ဒါဆိုအမှားနေတယ်ပေါ့ အဲကိုလှုပ်ချင်တာလှုပ်ပြီးတော့မှမှားသွားပြီးမှရောက်လာတာတည်းဆိုင်တော့မလှုပ်ခင်ရမေးတာတော့ပိုကောင်းနေပေါ့နော်တက်ထားရင်တော့လည်းပိုကောင်းနေပေါ့နော်အောက်လန်းနဲ့အချက်လန်းဆိုတာလေဒီဒီနိုင်ငံတစ်ချက်ပဲချတာနိုင်ငံတစ်ချက်ပဲချတာဒီအခုအထက်လန်းဆရာမတို့သွားနေတယ်ဒီအထက်လန်းအင်္ဂါဝိဇ္ဇာဆိုလို့ရှိရင်လည်းဒါအကောင်းတဲ့ဘက်ကသုံးရင်အကောင်းဘက်နဲ့သုံးလို့ဒါအထက်လန်းပဲဆန်သွားမှာပဲ မကောင်းတဲ့စိတ်နဲ့သုံးရင်လည်းမကောင်းတဲ့စိတ်ကအောက်လန်းဘက်ကိုဆန်သွားတယ်။အဲဒါကြောင့်မို့လို့အောက်လန်းနဲ့အထက်လန်းဆိုတာနယံတစ်ချက်ပဲခြားတာ။ကိုကကောင်းတဲ့အနာဂတ်ကိုသွားချင်တာ၊တန်တရာကိုပြတ်ချင်တာ။ပြတ်ချင်တဲ့အတွက်ကြောင့်မို့လို့တန်တရာပြတ်ဖို့အတွက်ကကောင်းတဲ့အကျင့်အကြံတွေလိုတယ်ပေါ့နော်။ကောင်းတဲ့အကျင့်အကြံတွေနဲ့တန်တရာမရှိမဲ့ဟာတွေပေါ့နော်။ဝစ်ကြွေးတွေအကံကြွေးတွေဖြတ်ဖို့လိုတယ်အဲ့ဖြတ်နိုင်ဖို့အတွက်ကကောင်းတဲ့စိတ်ထားပြီးကောင်းတဲ့အကျင့်တွေကောင်းတဲ့အလုပ်တွေလုပ်ရမယ်ပေါ့နော်ကောင်းတဲ့အပြောတွေပြောရဖို့ကလိုတာပေါ့နော်အဲ့အတွက်ကြောင့်ကိုယ်လုပ်တဲ့အလုပ်တိုင်းကကိုယ့်အတွက်ပဲ အဲ့တော့ကြောင့်မအောက်လန်းဆန်ရင်တဲ့လူကအောက်လန်းတုံးတဲ့လူကတော့သူတို့ရဲ့အောက်လန်းအတိုင်းရဲ့အကျိုးတရားကိုခံစားရမယ်အထက်လန်းသွားတဲ့လူကတော့အထက်လန်းရဲ့အကျိုးတရားကိုပေါ့နော် ခံစားဆန်စားရမယ်ပေါ့နော်အဲ့ဒီဟာနဲ့ပဲရွေးချယ်ရမှာပဲပေါ့နော်စိန်ခေါ်မှုတွေကတော့မျိုးစုံရှိတယ်မျိုးစုံရှိတယ်ဆိုတာလူလူချင်းလဲစိန်ခေါ်မှုတွေရှိသလိုဒီပညာရပိုင်းဆိုင်ရာကိုလည်းဒီဇိုင်းတွေကဆန်းတက်တာလည်းရှိတယ်အခုက spiritual နဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်ဒီလိုပဲ မမြင်နိုင်တဲ့ဟာတွေကလည်းဆန်းသက်တာတွေရှိတယ်။မြင်အောင်လည်းဆန်းသက်တာတွေလည်းရှိတယ်။အခက်ခဲတွေကြုံအောင်လည်းမျိုးစုံလုပ်တာတွေလည်းရှိတယ်။အဲ့ဒါကိုကဘဝစာမေးပွဲလို့ပဲယူဆရတာပေါ့နော်။ဒီဟာဒီစာမေးပွဲကိုငါဘယ်လောက်ထိသွားမှလဲဖြည့်မှလဲအနောက်ဆုံးမှလားဖြည့်ဆို့မှလားဘယ်လောက်ထိငါသွားချင်တဲ့လမ်းဘယ်လောက်ထိသွားမှလဲဆိုရယ်စိတ်နဲ့သွားရဲဆိုရင်တော့ဒါစာမေးပွဲအောင်မှာပေါ့။လမ်းခုလက်တင်ရက်လိုက်တဲ့ဆိုတော့မအောင်ဘူးပေါ့။ ဒီဒီနှခါကြီးရောက်လာတာလဲသူကသူ့ကိုထူးဆန်းနေအဲ့လိုပဲရောက်လာတာအဲ့လိုပဲအဲ့တရုတ်မှတယောက်ကဘေးရင်လာမေးတာသူကလည်းလာမေးတော့အဲ့နေ့ကသူက appointment လည်းမရှူထားဘူးเนาะယူထားတာမနှစ်ပိုင်းလားမသိဘူးလေသူကအချိန်ကြော်သွားတော့ဟိုကညနေပိုင်းကျတော့3နာရီလောက်ကျတော့အော်လို့မလာတော့ဘူးထင်တယ်ပေါ့เนาะလူလဲခြားဧည့်တယ်လဲကုန်ပြီဆိုတော့စကော့ချီသွားလိုက်မယ်ဆိုအဲ့လိုယောဂီဝိဆုံလေးနဲ့ပဲစကော့ချီသွားမယ်ဆိုပြီးတော့ပထွက်သွားတာ ထွက်သွားအချိန်မှာသူနဲ့လမ်းထိပ်မှာတွေ့တာ။ तू ကလည်းအဲ့မှာဟိုဥပုပ်ဝင်နေတာတဲ့။ဥပုပ်ဝင်နေဆိုတော့သူလည်းယောဂီ၊ကိုယ်လည်းယောဂီနဲ့။ဒါပေမဲ့ तू အဲ့လိုပဲ hobby ဆို hobby တဲ့ hobby hobby နဲ့ဘာမေးမလဲမေးပေါ့နော်။ဟောဆရာတွေအကုန်ကုန်တော့ तू hobby လိုက်တဲ့ခါကျတော့မေးဆရာကတော့ဆရာမပြောတဲ့ဟာတွေအကုန်မှန်နေတဲ့အကုန်လုံးလဲဖြစ်ပြီးပြီတဲ့။ဒါတွေဒါတွေတော့အကုန်လုံးမှန်နေပေါ့နော်။ဒါပေမဲ့ကျမတိချင်တာတခုရှိတယ်တဲ့။ကျမတရားထိုင်ရင်အဆင်မပြေဘူးတဲ့။အဲ့မှာငကားမင်းကြီးကရောက်လာရောအဲ့ချိန်မှာဆီယမမအဲ့ငကားတွေပဲမရှိသေးဘူး။ तू တရားမထိုင်သူ့တရားမထိုင်ခိုင်းနေတဲ့ သူတရားထိုင်ရင် तू က तू မြင့်မြင့်ဝိုင်းရင်သူတို့စီပြန်မလာမှာဆိုလို့တဲ့အဲ့လိုပြောတာတကယ်တမ်းကျတော့ဘာဖြစ်လို့လဲဆိုတဲ့ခါကျသူဒီအမျိုးသမီးကသူ့ရဲ့ငကားဘဝမှာတော့တောင်ရဆန်မိဖုရားဖြစ်နေတာဟုတ်သူ့ရဲ့ပေါ့နော်မိဖုရားတွေမှာတောင်ရဆန်မိဖုရားဆိုတဲ့ခါကျသူ့ရဲ့မိဖုရားကောင်းလို့ဖြစ်နေတဲ့ခါကျတော့ပြန်လာစီခြင်းပါငကားမင်းကြီးကတော့ပြန်ခေါ်ခြင်းပါပြန်ခေါ်ခြင်းတာဆိုတော့အဲ့ဒီအချိန်မှာသူပြောတာတွေကအကုန်သိကြသူ့တော့မပြောပြအမားလို့အမားကို तू ကပြန်လာစီခြင်းတော့ကျမလည်း ပြန်မသွားချင်တော့ဘူးတဲ့အဲ့နေရဘူးတဲ့ကျမအထက်ပဲတက်ချင်တယ်တဲ့ဆိုတော့သူကလေလူပြီရောက်လာပြီဆိုတော့သူကဂရိကပွားဟိုမှာရှိတာသူပြန်လာမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ဒီရောက်တော့သူကဒီတရားနဲ့တွေ့သွားတဲ့ခါကျတရားပဲဆက်ပြီးအားထုတ်ချင်တယ်ဟုတ်ပြီလို့ကျမစဉ်းစားပေးမယ်လို့ဆိုတော့ စဉ်းစားတာလေအဲ့လိုပဲစဉ်းစားနေတပတ်လောက်ကြာသွားတာပေါ့နော်ဘာပုံထူမှမမိအဲ့ချိန်မှမလေအာ Facebook ပွင့်နေ Google ထဲမှာသွားတွေ့တာပေါ့သွားတွေ့တော့ငကားမောင်နဲ့ပုံလေးသွားတွေ့တာသွားတွေ့တဲ့အခါကျတော့အော်သွားဒါငကားမင်းနဲ့ငကားမေတော့ချစ်ချစ်ချီနူးနေတဲ့ပုံပဲပေါ့နော်ဆိုတဲ့အခါကျတော့အော်ဒီလိုလေးဆိုသွားဒီလိုလေးရှိရင်ငါတို့ကဒီလိုလေးလုပ်လိုက်လို့လည်းရတာပဲလေဆိုပြီးတော့အဲ့ဒါနဲ့ဗဟုသမားကိုထုခိုင်းလာထုခိုင်းတော့ဗဟုသမားဆီယမ်မလိုချင်တဲ့ပုံကိုတေးသိအသေးစိတ်လေးပြောပြပြီးတဲ့ဆိုတော့ ောပြပြီးတော့အဲ့လိုလိုပဲဘလောက်တော့ထုမဲ့တာတနေရာမှာသွားထားရမှာဆိုတော့ကြီးကြီးလေးမှဖြစ်နေတိတိလေးတော့မရဘူးပေါ့နော်ရုပ်လုံးပေါ်လာရင်ဒီနေရာလေးမှာဒါလေးထည့်မယ်ဒီနေရာလေးမှာဒါလေးထည့်မယ်ဆိုတာလေးနဲ့ပေါ့နော်တိုင်မေညှိနှိုင်းရင်းနဲ့ပေါ့နော်အဲ့လိုနဲ့ပဲပြီးသွားအောင်လာဖို့တော့ကဲဟုတ်ပြီရောက်တော့ရောက်ပြီပေါ့နော်အမအဖေပို့ခြင်းလဲအတူအဖေသွားခြင်းလဲအမအမလည်းမဘာသာအမမေးကြည့်ကျမလည်းကျမမေးပြီးမယ်ဆိုတဲ့အခါကျတော့ ဆီယမသဘောပဲတဲ့ကျမကတော့တဲ့ဆီယမတဲ့ဒီမှာကျမအေးချင်တရားလောက်ရရင်ရပြီတဲ့ဆီယမသဘောဆီယမကြိုက်တဲ့စီပါတတ်ထားပြီးတဲ့ပို့ပြီးတဲ့ဟိုအဆင်ပြေတယ်တဲ့ဆိုတော့အဖေအတဆူဆူမှတတ်ဖို့မယ်ပေါ့နော်အဲ့လိုဆိုတော့ငကားမင်းညမတော်အောင်တော်အောင်ဖေအတဆူဆူဒီမတော်နိုင်ချင်ဘူးတဲ့လာကြီးပို့တော့လဲနော်အခန်းကျင်းတော့ကွာဒီလိုကြီးကြီးဆိုရင်ကွာထားစရာနေရာခက်တယ်လीနော်အဲ့တော့ အဲ့လိုအဲဒီဓာတ်လေးပဲထားလိုက်မယ်လေဆိုဓာတ်ထည့်လိုက်တော့လေသူ့ဘာကိုကွက်တီးအဝင်းသွားတာသိလားဝင်းသွားတော့လေဟဲ့ထူးဆန်းနေပေါ့နော်မတွားရမယ်ပေါ့ဆိုတဲ့ခါကျတော့မတွားဘူးတဲ့ဒီမှာပဲနေမှာတဲ့ဆိုဟဲ့ဒီမှာပဲနေလို့တော့မရဘူးလို့ဒီမှာနေလို့တော့မရဘူးကြီးပဲငါကြောက်တယ်ပေါ့အငါကြောက်တယ်ပေါ့သမီးအဲ့ဒီကနေကြည်နေလို့ဒါအောက်ကကြီးပဲအောက်ကနေဒီအပေါ်ထိကတော်တော်ကြီးတာဒီအောက်မှာလည်းရှိတယ်อืมตรอจี้เลยสองาจောက်เด้ลูกจี้เว้ยลูกดีมาไม่หนีเน่ลูกพยาตะสุตั้วหนีลูกสุดะคาจะหมอบุตูดีมาเว้ยหนีมาเด้สอ အဲ့နဲ့အဲ့နဂါးကြီးကအဲ့လိုရောက်လာတာပြီးတော့လည်းအဲ့လိုမျိုးနဂါးနဂါးမီးနဲ့နဂါးမေတော်ကြီးနဲ့ချစ်ချီနူးနေတဲ့ပုံစံလေးဖြစ်အောင်လဲကိုကထုတ်ရတာပေါ့နော်အဲ့လိုဆိုတာဒါချီထားတာပေါ့နဂါးမီးရနဂါးမေတော်ကိုသူ့ပေါင်ပေါ်မှာတင်ပြီးပွေထားပြီးတော့အဲချစ်နေကြတဲ့အဟာမျိုးလေးပေါ့နော်အဲ့လိုလေးလှုပ်ထားတာဒီနဂါးကြာလည်းပေါ်မှာဒီနဂါးနှက်ကောင်ပေါ့ရှက်ထားတဲ့ပုံစံပေါ့နော်အဲ့လိုလေးကစားအသေးစိတ်ပေါ့တိုင်ပင်ပြီးတော့တေချာဒီအာရီယာရရနဲ့ ်အလုပ်တာပေါ့နော်အဲ့လိုအဲ့လိုနဲ့ဖြစ်သွားတာအဲတင်းယူမယ်ဆိုရင်လည်းမတိတိကျကျတင်းယူပါဟိုကိုတိတလောက်တက်တလောက်လေးနဲ့လေကိုကိုအရန်တက်တယ်ပေါ့နော်အရန်တော်နေပြီလို့မယူဆပဲနဲ့နေ့တိုင်းနေ့တိုင်းဟိုတင်းယူမှုတွေကိုအဆုံးမတက်ပါနဲ့အမြဲတမ်းပေါ့နော်လမ်းကြီးအမြဲတမ်းလောက်ပါအဲအဘယ်ရံဆိုထပ်ဖြည့်ထပ်ဖြည့်ထပ်ဖြည့်ပြီးမှသာလင်းပေါ့နော်အဲတနေ့တခြားသွေးလေအဲ တောက်လေးပေါ့နော် သွေးလေးဟိုတက်လေးပေါ့နော်ကြောက်တေလိုပဲပေါ့သွေးလေးပြောင်းလေးသွေးလေးပြောင်းလေးဖြစ်တာမျိုးပေါ့နော်ဖြစ်လာမှာလို့နော်အဲရက်တန်တော့မထားနဲ့ဘဲပညာဖြစ်ဖြစ်ဒီဟာလေးနဲ့တခုလေးနဲ့လည်းမရက်တန်တာထပ်ပြီးထပ်ပြီးလေ့လာ လေ့လာနောက်ထပ်အများကြီးပေါ့နော်ပတ်ပုံးတွေအများကြီးကိုယူပါအများကြီးလည်းထပ်ပြီးလေ့လာပါလေ့လာရင်လေ့လာရင်လည်းပေါ့နော်ကျေပြန့်လာလေးပညာနည်းနည်းလာလေးအ အများကြီးပေါ့တိလာလေးကိုယ့်အတွက်ပေါ့နော်ပိုကောင်းလာလေးပါလို့နော်ခုနှစ်သားသမီးကိုပေါ့နော်ကုညီတဲ့နေရာမှာပေါ့နော်ကိုယ့်အစီကိုလာတဲ့သူကိုယ့်အားကိုးပြီးလာတဲ့သူကိုလည်းလှုပ်ပေးတဲ့အခါမှာဟောပြောတဲ့အခါမှာလည်းတိတိမိမိလေးနဲ့တေချာဖြစ်မှာပါလို့နော်